ညကိုရအောင်မင်္ဂလာပါ4 point UCS ရဲ့ပပီ30ရက်စီစဉ်ရနေပြီးတော့ပြန်ရင်ကျိုးစပါရယ်ဆို Liverpool ကတော့ Anfield မှာတကယ်ကိုကျွန်တော်ဟာတာတဖို့လုံးလုံးဖြစ်နေပြီဟီဟာတကယ်ကိုလောက်ခံလိုက်ရတယ်ပြောမှဆိုရင်ဘယ်အသင်းလဲဆိုတော့ Tottenham Forest တောက်လျှောက်ကျွန်တော်နီးပြအပြောင်းလဲတွေကျွန်တော်ဒီနှစ်ရာသီမှာကျွန်တော်ပိုင်ရှင်နဲ့နီးပြနဲ့တည်ရမှာပြိသက်တွေကြားထဲမှာတကယ်ကိုမှကတော့ကစားအများဆုံးဖြစ်နေတဲ့အသင်းတန်းစီဆုံးမှာတိုင်ပက်နေတဲ့အသင်းစီကနေပြီးတော့ Anfield ကိုအသင်းမျိုးမှာ ရှောင်းတိုင်းရဲ့ဒါသူ့ရဲ့ပထမအဦးဆုံးကျွန်တော်ပြောရမယ်ဆိုရင် clean sheet 3-0နဲ့အနိုင်ကိုလည်းကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအရာရာလည်းတခုကို Liverpool အနေနဲ့ရင်ဆိုင်လိုက်ရပြီဆိုတော့ဒီရှုံးခွင့်ကြောင့်တော့ Liverpool ကတော့တေချာပေါက်ဒါပြောရမယ်ဆိုရင်အဲ champion ပြည်တဲ့ကြောင့်ကနေတော့ officially ကျွန်တော်တကယ်ကိုမှကျွန်တော်တို့ဒါ လှုပ်ထွက်ရတော့မယ့်အနေအထားတစ်ခုတွေ့တော့မှဖြစ်သွားပြီပဲဆိုရမယ်ဗောနပရီးမီးယားလီးဂ်ကတော့ကျွန်တော်ဒါစဉ်းစားမနေနဲ့တော့ဗောနနောက်ရာသီမှာပဲစဉ်းစားတော့လို့ကျွန်တော်ဆိုရတော့မယ်ဆိုတော့ဒီမှာပုတ်ဒီနေ့ပွဲမှာဘာဆိုဘာမှမပြုတ်လုံနိုင်ခဲ့တဲ့အရာကိုဒီနေ့ပွဲမှာမြင်ခဲ့ရတယ်ဆိုတော့ဒီပုံစံကူကကျွန်တော်တို့ကဂျီနီကျွမ်းဝင်ခဲ့တာဆိုရင်တော့ကျွန်တော်ငငငယ်စင်တောင်ကြီးကလေးဘွားလောက်ကပဲဒီလိုမျိုးပုံစံလေးပါဘူးမြင်ခဲ့ရနောက်ပိုင်းဒီမှာဘူးကဒီလိုမျိုးမဟုတ်ဘူးဆိုတော့ခုဒီပုံစံကိုကျွန်တော်ဒါတရော့ပြန်ပြန်တွေးခဲ့ရအနေထားတစ်ခုလို့ပြောဆိုရမယ်ဗောနဆိုတော့ဒီနေ့ပွဲမှာ မန်လင်စတာရဲ့အလုံးအကယ်၍တာပေါ့နော်ကျွန်တော်ဒါဒီအစာပိုင်းအလုံးပေါ့ဒီကျွန်တော်တို့ဒါ idiot and henderson ဒါဒီကြောက်ဒါခေါင်းနဲ့ဖြတ်မထုတ်နိုင်ဘူးဆိုရင်တော့ maybe ကျွန်တော်တို့ဒါတမျိုးတစ်ဖို့ပြောင်းလဲသွားနိုင်တယ်ဦးဆောင်ကိုယ်ပဲပါရပြီးတော့ liverpool အနေနဲ့ dominate ဖြစ်သွားနိုင်တယ်လို့ဆိုဆိုရမယ်ဒါပေမဲ့လည်း northern forest ရဲ့ဒါကျွန်တော်တို့ဒီပထမပိုင်း twin goal ကနေစပြီးပဲပြောပြီးတော့ down shot down shot ဒါဒုတိယပိုင်းအစမှာ liverpool ကအထိုင်သိရမလားကျွန်တော်တို့ဒါအထာနေတဲ့ပုံစံအနေနဲ့သိမ့်မယ်ကျွန်တော် northern forest က open play ကနေပဲ twin သွားခဲ့တယ် ဒီနေ့ပွဲမှာဒါ Northern Forest ချင်းကလာတဲ့ပုံစံဆိုရင်ဒါဒီဘူးကိုကျွန်တော်တို့ဒါ Canopy လုပ်မယ် transition ရရင် transition နဲ့ကျွန်တော်တို့ဒါတကယ်ကိုချင်းချောင်းမယ်ဒါနဲ့ပဲကျွန်တော်တို့ဒီဘူးကိုတကယ်ကိုပြင်ဆင်အောင်ဖြစ်စီလိုက်တဲ့ Northern Forest ကိုဆိုရမယ်ပုံစံဒီ version နဲ့ပတ်သက်ပြီးကျွန်တော်ရေကိုကျော်ကြီးကိုနေဝင်ရတယ်ဒီစာကြည့်ထားရဲဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးတော့မယ်ပြီးမဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်နေပြီးအပေးကြပါဦးတောင်းဆိုချင်ပါတယ် channel ကို subscribe လုပ်လို့ဒီဆိုတော့ subscribe ပြီးအပေးကြပါဦးတောင်းဆိုချင်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာ ဟို London Forest ရဲ့ full back တွေပေါ့နော် full back တွေကိုကျွန်တော်ဒါ center back တွေကိုတော်တော်လေးကိုမှအဲဒီကျွန်တော်တို့ဒါ performance ပြခဲ့ပဲဆိုရမယ်ဒါ Willian ဒါပြင်ကျွန်တော် Mourinho ဒါပြင် Savona ဒီကစားသမား၃ယောက်ပေါ့အဓိကကျွန်တော် full back ရဲ့ center back ရဲ့ဒီကစားသမားရဲ့ရန်နေသင်ကျွန်တော်တို့ဒါ goal တွေ assist တွေ twin goal တွေမြည်တွေ့ခဲ့ရဆိုတော့ဒီပြောမှာစေ Morgan Gisby ဆိုတဲ့ဒါဒီနေ့ပွဲမှာလေဒါပြန်ရှန်ထွက်လာတဲ့ bounce back အလုံးကိုတကယ်လို့မှအခုလိုမှ Elise Back ကနေဘာမှမတက်နိုင်ဘူး။ Elise စပြီးတော့ပြန်ဆော့တဲ့ပွဲမှာဟိုမှာ 3-0ဆိုတော့ဗျာတခုရသွားဆိုတော့ဒါတော်တော်လေး under pressure ဖြစ်ပါတယ်ဒီလိုမျိုးအနေထားတခုကခရစ်ရှိတယ်မှာ Liverpool ကဇာရက်တည်မှုရဆိုရင်ကျွန်တော်အဆင့်7ထိတောင်မှကျွန်တော်ဒါဆင်းသွားလိုက်ရပြီဆိုတော့တော်တော်လေးဥမာအချိန်နေဆိုးပါတယ်ဆိုတော့ဒီလိုပုံစံမျိုးကဆိုတော့ခရစ်ရှိမှာ line area ဆိုရင်တော့ဒါ Van Dijk ပါတယ် Konate ပါတယ် Konate ကတော့55မိနစ်မှာထွက်သွားရတယ်ဆိုတော့ဒါဒိုင်နာပြဿနာလားဘာလားတော့ကျွန်တော်သိချာတော့ ဟိုမသိဘူးဒါမီလိုကာကက်စပါယာဘာညာဆိုပေမဲ့လည်းဒါတစ်ဖက်ကိုရီကပူနဲ့ဘာမှတော့သိပြီးလုံးနိုင်ကြတာမရှိဘူးဒါကပူနဲ့ကတော့မှန်တယ်ပြောမှဆိုရင်တော့ဒါပထမပိုင်းမှာသူ့ရဲ့တွာယုံကအဓိက space creation ပိုင်းနေဒါ dribbling နေပိုင်းမှာတော့ပြည့်လုံးနိုင်ခဲ့တယ်ဒီနေ့ပွဲမှာအဆိုးရွားဆုံး liverpool ရဲ့ကစားသမားလို့ပြောပါဆိုရင်တော့ isak ပါပဲ isak ကကျွန်တော်တို့ dynu ji လာတော့မှတ်ရတယ်ဗျာဒီမှာဒီတိုင်းထိုင်ဒီတိုင်းရန်နေပြီးတော့ဘာမှလည်းသူ့စီကနေပြီးတော့ဟိုဘောလုံး position ယူပေးတာတို့ထားပါတော့ကျွန်တော်တို့ဒါ striker ပုံစံမျိုးသိရမလား ဟိုလောက်လောက်ငါငါကျွန်တော်တို့ဒါ positive ဆောင်းလိုက်အချက်ဆိုတာက iset စီကမမြင်ခဲ့ရဘူး view heater ကမှဝင်လာတဲ့အနေထားတစ်ခုမှာဟိုပြောမှဆိုရင်ဒါတစ်ဖက်နော်ဆိုတာ forest ကို change အောင် machine creation တွေမှာလုပ်ပေးရရလည်းရှိတယ်။ဒါပေမဲ့ဒီနေ့ဘွဲမှာဆာလာကတော့ဒါပြီးခဲ့တဲ့ဘွဲစဉ်တွေတက်ဆိုင်တော့ဟိုနည်းနည်းလေးဒါတစ်ဖက်ကကျွန်တော်တို့ forest ရဲ့ဒီကျွန်တော်တို့ဒါ full back တွေကိုနည်းနည်းဒုက္ခပေးနေတယ်ဆိုလို့မနေ့တချို့သောလုံးတွေမှာဆာလာကဟို ကိုကောင်းစံတဲ့အရာတွေကတော့ဒီနေ့ပွဲမှာ twin goal ရေးဖြစ်နေမယ်မြင်တွေ့ခဲ့ရပဲဆိုရမယ်ပေါ့နော်ဆိုတော့ position ဘိုင်းကတော့ဒါကျွန်တော် liverpool ကတာခဲ့တယ်ပါညာဆိုပေမဲ့ဒုတိယဘိုင်းမှာကတော့ကျွန်တော် northern forest ကကိုမှတော်တော်လေးကိုမှချိန်ချောက်နိုင်ခဲ့တာအဲ့တော့မှဆိုရင်ဒါရှုံတာဂက်ကိုမှ Liverpool က0ဖြစ်နေတဲ့အချိန်မှာဟို Northern Forest ကနှစ်ကြိမ်လို့ပါလို့အဲ့လိုမျိုးဒီမှာပြုတ်လုပ်နိုင်ခဲ့ရဆိုတော့ Forest ကတော်တော်လေးကိုမှဒီနေ့ပွဲက ဟို positive အဆောင်ဆုံးချက်ပါဒါအပြင်ကမှ3 nil ဖြစ်နေတဲ့အရာတစ်ခုတော့မှတောက်လျှောက်သိရမယ် Liverpool ကတကူရလို့ရညာဟိုကျိုးပန်းနေဆိုပေမဲ့ねဒါ Forest ကတောက်လျှောက် low block ဆော့ပြီးတော့ကိုဒီဂိုးပေါက်ကဟိုကပြောရမယ်ဆိုရင်ကာဝယ်မှုကြီးပြုလုပ်ခဲ့တယ်ဒါကျွန်တော်တို့ clinic နဲ့အင်ပြန်မယ်ဆိုတဲ့အတိုင်းပဲတကယ်ပဲဒါ3 season ရရတဲ့တခုနဲ့ clinic နဲ့အင်ပြန်ခဲ့တယ်ဆိုတော့ဒါကျွန်တော်ပြောရင်နည်းများနေဆိုကုကြောင်းနေနဲ့ဒါဒီပွဲစဉ်ပေါ်တုံးသက်ပြီပေါ့ Oof ကျွန်တော်ထင်အောင်ထင်တော့ဗျာကျွန်တော်ပွဲပွဲချုပ်တုံးသက်ချက်လုပ်ဝေးခဲ့သူတော့ draw လေးကိုအားအနေနဲ့ရ ကျွန်တော်လေမဘူးဘောင်းစ်ဘက်ပြန်လာမယ်ထင်တာဘက်ဒူဘက်3ဇီးနဲ့ရှုံးတာကြီးရတော့ဗျာအော်လေမဘူးအသင်းရဲ့အင်ကွင်းအန်ဖီယာနေပြိတက်တွေလေမဘူးပြိတက်တွေထွက်သွားတယ်ဆိုတာကကြောထင်တယ်လွန်ခဲ့တဲ့10နှစ်12နှစ်လောက်ကနောက်ဆုံးဖြစ်လောက်တယ်အလောက်ထိရုပ်ပြတ်ဆင်းပြတ်နိုင်တဲ့လေမဘူးကိုကျွန်တော်တသက်တကူပြန်တွေ့ရမယ်လို့တော့မှကျွန်တော်မထင်သားမိဘူး ဘာကြောင့်ကျွန်တော်ပြဆင်ပြဖြစ်တယ်လို့ပြောလဲဆိုတော့အဲ့လိုမျိုးပြိတက်တွေထွက်သွားရကြောင်းပါပြိတက်တွေထွက်သွားရတဲ့အထိတောင်မှဆိုပြတဲ့ခြေစွာတစ်ခုကိုဒါလေဘာဘူးတွေကပြသခဲ့တဲ့အတွက်ကြောင့်မလို့ပြိတက်တွေကစိတ်တက်တွေလည်းဟိုကစားသမားတွေစိတ်တက်လည်းမမြင်ခဲ့ရသလိုခြေစွမ်းတွေလည်းမမြင်ခဲ့ရတော့ပြိတက်တွေကတော်တော်လေးကိုစိတ်ပြက်လက်ပြက်နဲ့အကုန်လုံးထွက်သွားကြအောင်မြင်ခဲ့မြင်လိုက်ရပြီကျုပ်ပြလီဗာပူးပြဟိုညီကိုတော့မှတ်မိကြသေးလားမသိ5-2နဲ့ရီယယ်မက်ဒရစ်ကိုရှုံးတာ အဲ့လိုမျိုးပြိတ္တတွေထွက်သွားတဲ့မြင်ကိုကျွန်တော်တို့လုံးဝမတွေ့ခဲ့ရဂျားထဲမှာ72ပွဲစဉ်တွေပါရှိခဲ့ရှိခဲ့တာကြတော့အကိုဗစ်နဲ့ဆိုတော့အဲ့ဒါတော့ထားလိုက်72ကဂျာကလော့လက်ထက်မှာဒါပေမဲ့အဲ72ဆိုတာကဗျာ၄ပွဲလောက်၄ပွဲနိုင်တပွဲတည်းကြပြီးတော့72နဲ့ရှုံပြီးတာနဲ့နောက်3ပွဲလောက်ဆက်နိုင်အဲ့လိုပုံစံဖြစ်တာအခုလိုမျိုးရှုံးပွဲကြီးဆက်တာကြီးဟို10ပွဲမှာ9ဟို10ပွဲလောက်ရှုံးပြီးတော့2ပွဲလောက်ဝင်နိုင်တဲ့ပုံစံမျိုးဖြစ်တာတော့မဟုတ်ဘူးဟိုကတော့တော်တော်ချင်းချင်းစိုးတယ်အာနီစလော အောက်ဆိုပြီးတော့တော်တော်များများတော့ပြောနေကြပြီအဓိကတော့လေဘာဘူးပြိတ္တတွေပေါ့တရားသေးသုံးနီးပြပါညာနေနဲ့ပြောနေကြတယ်ဘုံလုံးပြောနေကြတယ်အခုကလေဘာဘူးတိုက်စစ်မှာကသူတို့အဓိကလေလေဘာဘူးကတန်းတော့300ပြီအဲတန်းတော့300မြောင်းနဲ့ပလုံသွားတယ်လို့ခံစားရတယ်ဟုတ်တယ်တော်တော်ဆိုးတယ်တော်ဆိုးရတော့အီဆက်ဒီလိုဘယ်မှာဘာမှမရှိဘူး Florian Vespa လာလဲเนาะအဲကောင်ကလည်း ပင်းအောင်ပါဒီပွဲမှာလေဘာမှလုံးနိုင်မှာမဟုတ်တော်တော်ထင်ရရွာတဲ့အတွက်ကြောင့်မလို့သူအပြောလေးလွတ်သွားအောင်ပဲရှိရဟုတ်တယ်တကယ်ညီကိုတော့ဒီနေ့ပွဲမှာကျွန်တော်ကတော့အာနစ်လော့ကသူလုံးချာရှိရရအကုန်လုံးကလုံးခဲ့တာတော့မှန်တယ်ဆိုပေမဲ့သူ့အနေနဲ့လေဘယ်လိုပြောရမလဲဂလုံးနေရလေတားခေါင်းပါတယ်ပဲပြောရမလားအမှတ်မရှိဘူးဗျမန်စီးတီးရဲ့ပွဲမှာရှုံးသွားတဲ့ချိန်တော့ကဖြစ်သွားတဲ့ခံစားမှုမျိုးတွေကျွန်တော်ပြန်ပြီးတော့ရတယ် သူတို့ကစားတဲ့ပုံစံတွေမှာကအရင်ဟိုပြတက်ကြီးကစားသမားတွေရဲ့တဘာတွေဝါတွေဘက်အရင်အားကိုးလွန်းနေတာကလဘာဘူးအသင်းကိုအခုလိုမျိုးအခြေအနေထိရောက်စေရလို့ပဲကျွန်တော်ပြောချင်တယ်။ဘန်ဒိုက်လည်းဒါကကြနေပြီဗျာ။ဒီဘက်ကဆာလာဆိုပိုးဆိုးသွားတယ်။ဘန်ဒိုက်နဲ့ဆာလာနှစ်ယောက်မှရှင်ကြည့်မယ်ဆိုလို့ရှိရင်ဆာလာအကြဆုံးပဲဗျာ။အဲ့လိုနေထားဆိုလီဗာပူးကတော့ကျွန်တော်ပြန်လာနိုင်မယ်လို့ထင်ပြီးတော့ကျွန်တော်ကတော့ပြန်လာနိုင်ခေါင်းပြန်လာနိုင်တယ်ဆိုပြီးတော့အိမ်ခွင်းမှာ ကျွန်တော်လည်းကိုပြလာနေတယ်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့လီဗာပူးနိုင်တယ်ဆိုပြီးပြောခဲ့ရတယ်လီဗာပူးကတော့ကျွန်တော်ထင်ခဲ့တာနဲ့တက်တက်ဆင်အောင်လွဲပြီးတော့3-0ဆိုတော့ရလနဲ့တောင်မှရှုံးနေခဲ့ရတယ်ဒါဂိုးတွေကတော့ကျွန်တော်တော့တေချာတော့မပြောတော့ဘူးအဲကျွန်တော်ဒီတိုင်းပဲစိတ်ထဲကခံစားချက်တွေကိုပဲတေချာလေးပဲပြောပြလိုက်ကြပါဖြစ်ပါတယ်ဒီတော့ပါပဲဗျတော့ဘယ်လိုပြောလဲပေါ့အဲကျွန်တော်အနေနဲ့ဒီပွဲတပွဲလုံးတိုင်းတိုင်ရာဆိုရင်တော့ကျွန်တော်ပထမဆုံးစပြီးခံစားမိတာကတော့ slot နဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်လည်းခံစားချက်မကောင်းဘူးပြန်တော့ဘူးပိတ်သက်ညီကိုတွေပြောနေတဲ့ဟာကိုကျွန်တော်ပို့ပြီးတော့မီးပေါင်းထိုးပြလို့လာမသိကျွန်တော်ဒီပွဲမှာတေချာပို့ပြီးကြည့်မိတာပေါ့နော်အာဒီနီးပြကမနိုင်ပြောရင်ရေကန်တက်ကြတဲ့ဆိုတဲ့စကားနဲ့ကသူနဲ့တော်တော်လေးကြိုက်တယ်ဟောဆိုရှေ့ရာဒီကသူတကယ်ကိုရေကန်တက်ကြတဲ့ဖြစ်လို့လားဒါခီးဆက်ခဲ့ပြီးတော့အခုချိန်မှာတော့သူ့ရဲ့မီးစာကုန်ခန်းသွားတဲ့ချိန်မှာတော့သူဘာမှမလုပ်ပြတတ်တော့အဓိကတော့ကလော့ရဲ့မီးစာပဲဒီယာဒီမှာဆိုရင်ကျွန်တော်တို့ဒီကရုံးချင်းတူတူတောင်မှာတစ်ဖက်အသင်ကရုံးကတောင်မှာသမင်ပေါက်တလို့ပုံစံမျိုးဖြစ်နေတယ်အဲ့လိုမျိုးဆိုတော့ ဟို slot နဲ့ပတ်သက်ပဲဆိုရင်တော့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ပမာဦးဆုံးထောက်ပြခြင်းတဲ့အချက်အတူအနေနဲ့ဒီပြကောင်တယောက်မဟုတ်ဘူးဆိုတဲ့အချက်ကိုပြောပါဆိုရင်အဲ့ဒါကပါလဲဆိုတော့ဒီ right back ပြဿနာဗျဒီ right back ပြဿနာကအမှန်တိုင်းပြောရင် transfer အနုထွက်သွားပြီးနောက်ပိုင်းမှာ corner bradley အရင်တုန်းကဆော့ခဲ့တယ်ဆိုပေမဲ့ corner bradley ကောင်းခဲ့တဲ့ပွဲတွေကောင်းတယ်ဒီနေ့ပွဲမှာ corner bradley လည်းမပါနိုင်မပါနိုင်တဲ့အချိန်မှာသူ့ပါရွေးချယ်ကြရရှိတယ်သူ cardinal ကိုဆော့မှာလားကျွန်တော်တို့ soapos line ကိုဆော့မှာလားအဲ့ဒါပြီးရင်ကျွန်တော်တို့ နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့သူ frame ball မသုံးချင်အောင်ထားလိုက် frame ball မသုံးချင်အောင်ဆိုရင်ကျွန်တော်ဂျိုကိုမတ်တစ်ယောက်လုံးရှိရပြတည်လားဂိုမတ်ကိုလုံးဝ full back အနေနဲ့အပြည့်ဆော့ခိုင်းမယ်ဆိုရင်ဒီနေ့ပွဲမှာတော်တော်လေးအဆင်ပြေလဲမယ်ဒါပေမဲ့သူ့အနေနဲ့ဒါတွေကိုလည်းရွေးချယ်စရာရှိရတဲ့အနေနဲ့သူမလုပ်ခဲ့ဘူးနောက်ထပ်ချက်ကကျွန်တော်အနေနဲ့ဒါ slot ကိုပတ်သက်ပြီးဝေဖန်ချင်တာကတော့ဒီတောင်မန်လီကိုသူ့ရဲ့ဒီအရင်တော့လည်းဘာဘူးအရင်နာမည်ကြီးခဲ့တဲ့ inside forward ပေါ့ဗျာမိုဟာမက်ဆာလာကိုရီကာဘိုကျွန်တော် Louis Diaz ဒီလိုစတဲ့ကစားသမားတွေနဲ့ဘောလုံးရရင်တောင်မန်တွေကို distribute လုပ်တယ် အဲ့တောင်ပန်တွေကနေ crossing တွေသွားတယ်တောင်ပန်တွေကနေကျွန်တော်တို့ဟို triangle shape တွေဖန်တီးပြီးတော့ဒါ area တွေကိုဝင်ပြီးကန်တယ်ဒီနေ့ပွဲမှာကျတော့တစ်ပတ်တင်ရဲ့ဒီ center back ကစားသမားတွေကတော်တော်လေး solid ဖြစ်တယ်ဒီ Murillo တို့ကျွန်တော်တို့အပြင်ကျွန်တော်တို့ဒီ defect ဒီ full back တွေဖြစ်တဲ့ full back ဆိုတာတပြားကျွန်တော်တို့ wing back လို့လည်း solid ရတဲ့ကစားသမားတွေဖြစ်တယ်ဒါ Willian တို့ကျွန်တော်တို့ဒီကစားသမားတွေဆိုတော်တော်လေးကောင်းနေပေါ်မှာဆို Murillo ဆိုတော်တော်လေးကောင်းတယ်ကျွန်တော်မြင်ရဆိုအဲ့လိုမျိုးဆို Liverpool ကတော့အမှန်တိုင်းပြောရင်တော်တော်လေးတော့ စိုးရင်ကြီးမတ်ကိုရောက်တယ်ဆိုတာစိုးရင်ကြီးမတ်တော့ကြော်သွားပြီဗျ။ဘာကြောင့်လဲဆိုတော့နှစ်ပွဲစတိုက်ဘတ်တူဘတ်3 C ဆိုတဲ့ရလာတဲ့အင်ဂွေဝေဝေမရွေးမရှုံးတာပေါ့နော်။တဖြည်းပွဲကမန်စီးတီးမဟုတ်လို့လက်ခံလိုက်ရဆိုပေမဲ့ဒီပွဲက MF ပြိသက်ရှိမှမှာဒီလောက်ဒီစိုးစိုးကွားဖြစ်လာမယ်လို့ဘလူးမ expectation မထားတာ။ဟိုနောက်တစ်ချက်အနေနဲ့ကျွန်တော်အနေနဲ့သုံးသပ်ချင်တာတော့ဒီဆိုဘိုစလိုင်းကိုအမှန်တိုင်းပြောရင်ကျွန်တော်တော့အဲ့လို right back ကြီးမှာတချို့ချိန်တွေမှာထားတုံးတာတက်စားရင်ဆိုပြီးတော့လေနောက်ထပ်သူ့အနေနဲ့စိုးတာက ဟိုနီးပြကဗျာဟိုတိုက်ဆက်ကစားသမားတွေများတော့လေဟုံဝါလာတော့မသိဘူးသူကဂိုးမရရင်ရှိသမျှတိုက်ဆက်ကစားသမားတွေအကုန်ပြစ်ထည်တာကိုနာတေးတို့ပါလို့လေကိုကောက်ထုတ်ပြစ်တယ် Royal Gavabash ကိုဆန်နာဘတ်တွေကောက်ဖို့ပြစ်တယ်အဲ့လိုမျိုးဆိုတော့ဒူးအတိုင်းလောက်ရမယ့်အချိန်တော့ရောက်နေလားဆိုတော့ရောက်နေလားမှန်တယ်ဒါပေမဲ့တိုက်ဆက်ကစားသမားတိုင်းကိုဟိုကျွန်တော်ကိုင်းနေကိုပြစ်ထည်တိုင်းလေကိုရတာမှမဟုတ်တာသိရမှာကျွန်တော်တို့တချို့အချိန်တွေမှာဆိုရင်ဒါနောက်တန်းကစားသမားတွေတော့တော့မှရှေ့ကိုတက်ပြီးတော့ကိုကိုခေါင်းတိုက်သွားတာတွေပါလေရှိတယ်ဆိုတော့ကျွန်တော်ကတော့ slot အနေနဲ့ကတော့ ထမအောင်ဆုံးဖြည့်ရှင်းရမယ်ပြဿနာက right back ပဲ right back ပြီးရင်သူ့အနေနဲ့ကိုကွယ်ပြပြသူ့ကိုယ်တိုင်ပဲဟိုစဉ်းစားရတော့မှာကျွန်တော်တို့ဝင်းလေကစားသမား3ယောက်ကသူ့အတွက်ဘယ်ကစားသမား3ယောက်က on form ဖြစ်ဆုံးလဲဘယ်ကစားသမား3ယောက်ကသူ့ရဲ့ဒီစာနာပတ်ကစားသမားတွေဖြစ်တဲ့နောက်ဟိုကျွန်တော်တို့ van dyne နဲ့ကိုနာတွေသူ့မှာအမာကန်ဒီတယောက်ပဲရှိရဲ့ကျန်တဲ့ကစားစာနာပတ်ကစားသမားတွေရတယ်သူ့မှာရှိလဲမရှိဘူးသုံးလုံးလည်းမရအောင်အဲ့လိုမျိုးဆိုတော့အခုပွဲဒီနေ့ပွဲမှာဆိုရင်ပူဆိုးတာက ဟို forest back ကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ Igor Jesus နဲ့ဒီ Morgan Gibb White နဲ့အဲ့အပြင်ထပ်ဝင်လာတဲ့ကစားသမားဖြစ်တဲ့ Hutchinson အဲ့ကစားသမားဝင်လာတဲ့အချိန်မှာလေဘဘူးနောက်တန်းပြတ်တာပဲဘာလို့လဲဆိုတော့ဒီကစားသမား၃ယောက်လုံးကဟိုစနာဘက်ကစားသမားတွေရင်ဝင်ထဲမှာနေရင်တဲ့ကစားသမားတွေမဟုတ်အကုန်လုံးကပြေးပြေးထွက်တာကျွန်တော်တို့ဟိုဒီစနာဘက်ကစားသမားတွေကိုသူတို့ကိုလိုက်ဖို့အတွက်ပဲသူတို့ကပြေးပြေးထွက်နေတာဆိုတော့ကျွန်တော်တို့အဲ့ချက်ကိုလည်းထပ်တွေ့ရပါတော့ နိုင်နိုင်နဲ့နဲ့ဘွဲတော့ကလည်းလပါဘူးအသေးဖြူဖြတ်ခံလိုက်ရတာမသိရစကူးညာကြောင့်ဒါကူးညာကိုကျွန်တော်တို့ဒါကိုနာတင်းနဲ့ဒီဗန်ဒိုက်ကလိုက်လေကျွန်တော်တို့အမ်ဘူမိုတို့အာမတ်တို့ကအခွေးပိုရလေအဲ့လိုမျိုးဆိုတော့လပါဘူးရဲ့စန်တာဘက်ကစားသမားတွေကအမှန်တိုင်းပြောရင်ဟိုဒက်ဇရှင်ပိုင်းလည်းကောင်းတယ်ကျွန်တော်တို့မန်နူမတ်မာကင်ကတ်တာကြီးလည်းကောင်းတယ်အမြင်ပေါ်ဖြတ်ထုတ်မှုတွေလည်းကောင်းတယ်ဒါပေမဲ့အဲ့ဒါကသူတို့ကအဲ့ကစားသမားကိုမန်မတ်မာကင်ကတ်ရတဲ့အချိန်မှာပဲကောင်းတာဒါပေမဲ့သူတို့တဲကိုဝင်မလာဘူးသူတို့နားကို အကပ်ပခံဘူးသူတို့ကနေဝေးတဲ့နေရာကိုကျွန်တော်တို့ space ရဖို့အတွက်ပဲဆော့တဲ့ကျွန်တော်တို့အပြောက်ဒီဒီ striker ရဲ့တွေ့တဲ့ချိန်ကျရင်ဒီ van dyke တို့ကိုနာတီတို့ရဲ့ pace လေးတာပေါ့နော်အဓိကတော့နည်းနည်းလေးလေးလံထိုင်ပိုင်းမှုကတစ်ဖက်ပြီးမြန်လို့မြင့်ကစားသမားတွေကျွန်တော်တို့ဟိုပုံစံအရဆိုတော့ဗျာကြည့် ego jesus ဆိုရင်အမှန်တမ်းပြောရင်ထောင်ထောင်မောင်းမကျွန်တော်တို့ဒီလိုမျိုးဟိုဟို hold up play တွေဆော့မယ် link up play တွေဆော့မယ်အဲ့လိုကစားသမားမျိုးဖြစ်ခဲ့ရင်တော့ဒီ van dyke တို့ကိုနာတီတို့ကလှုပ်ဖြစ်တယ် အဲ့လိုမျိုးမဟုတ်ဘူး ego jesus ကသူကဒီသူ့ရဲ့ကစားသမားတွေနဲ့ link up play လုပ်တာလည်းမဟုတ်ဘူး hold up play တွေလုပ်ပေးရလည်းမဟုတ်ဘူး second ball နဲ့ light shot တွေကစားသမားမဟုတ်ဘူးသူကိုယ်တိုင်အောင်ဘောလုံးလက်ခံပြီးရင် space တွေရှာတယ်ဒီ channel တွေကိုပြေးထွက်တယ်တောင်ပံတွေကကစားသမားတွေနဲ့ light shot တယ်အဲ့လိုမျိုးဆိုတော့ဒီကစားသမားတို့တွေနဲ့မမတ်မကင်ဒီ1 vs 1ကဘလို့မှကတ်လို့မရအောင်အဲ့လိုမျိုးဆိုရင် van dyne နဲ့ဒီ corner တေးရဲ့ jaw က gap ကကျွန်တော်တို့အမြဲတမ်းပြောပြောနေကြဒီနောက်တန်းကစားသမားတွေနှစ်ယောက်ရဲ့ဂျာမှာအဲ့ gap ကအမြဲတမ်းရှိတယ်။ဘာလို့လဲဆိုတော့သူတို့က၄ရက်အတွက် သူတို့ကိုယ်တိုင်ကပေးပေးကြရတယ်ကြီးလိုက်ရင်တော့ဗျာဟိုမီးစ်တွေဘာတွေမှာတက်လာတာပေါ့အော်တည်ရမှာကျွန်တော်ကမ်းမဲ့အလုံးကြီးတည်တည်ကြီးနဲ့ဟိုခနာကိုကြီးနဲ့ကာနေတဲ့ပုံစံမျိုးကြီးတွေလို့ပေါ့အမှန်တမ်းပြောရင်အဲ့ဒါ pace လေးလို့အဲ့လိုမျိုးဆိုတော့ဒီချက်ကိုလည်းဖြည့်ချင်းရမယ်လို့တော့ကျွန်တော်ကတော့ထင်ဟုတ်တယ်ဗျာဆိုတော့ဒီကတော့ကျွန်တော်ဒါ level 1နေနဲ့ကတော့ဒါပြင်ဆင်ရမယ့်အရာတော့များဝိုက်ပေါ့နော်ဆိုတော့ uninstall နေနဲ့ဘာကြီးဆက်လုပ်အောင်မလဲပေါ့ maybe ကျွန်တော်တို့ဒါနောက်တပွဲလာဒီလိုမျိုးပုံစံရလဲဆိုကြုံမယ်ဆိုရင်တော့တေချာပေါ့ ဒါပိတ်သက်တွေကတော့ပုံမှုပြီးတော့ခုထက်ဆိုင်တော့ PR ပြလာတော့မှဖြစ်ပါတယ်ဆိုတော့ဒါအနီးဆိုတော့ out ဘာညာ campaign တွေဘာညာလာတော့မယ်ပေါ့နော်ဆိုခုလက်ရှိမြန်မာနိုင်ငံကဒါညီကိုရေဆိုရင်တော့မှတော်တော်လေးဒါအနီးဆိုတော့ပေါ့ဒေါ်လာတွေထွက်နေရပြီပဲကျွန်တော်ဒါဆိုရမယ်ဆိုတော့အနီးဆိုတော့အနေနဲ့ဘာကြီးဆက်ပြင်းနေထင်ကြတယ်ဒါညီကိုရေနေနဲ့ရောကိုယ့်ရဲ့အမြင်တွေကို comment အမှဝင်အောင်ကျွေးနေခွန်လို့ရပါတယ်ဆိုတော့ကြီးစုအားပေးနေညီကိုဒီဦးဒီအောင်ရှင်းဆိုင်ကိုကြီးစီမိုင်းဒီမှာတော့ပြောချင်နေတယ်ပဲနောက်နေ့ video မှာပြနေမှာပြီဆိုတော့ညီကိုရေအားလုံးပဲကောင်းတော်နေပါ